တမတော်မူကြပါသားရှင်ခရစ်တန်2025ကဇွန်လ15ရက်နေ့အတွက်မွလွေတာခမ်းမဲ့ချက်တွေကိုတိဆက်ပေးပါတော့မယ်ကျမတို့မြတ်သူကိုပါ ေပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်အော်အရှိတောင်ပိုင်းတို့တွေမုတ်တုံတွေအားကောင်းရမှာအားလုံးကောင်းနေပြီဆံမင်္ဂလာပင်လယ်အော်တွေမုတ်တုံတွေအားကောင်းနေပါတယ်ဒီနေ့ရက်နေ့ထိမိုးလွတာခမဲချက်အနေနဲ့ကတော့မန္လေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပင်နယ်တို့တွေနေရာကျဲကျဲနေပြီးတော့ပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ညောင်ပိုင်းနဲ့အရှေ့ပိုင်းတို့တွေနေရာစိမ့်စိမ့်နဲ့ကျန်တိုင်းဒေသကြီးနေပြည်နယ်တို့တွေနေရာနယ်ပြားမိုးထစ်ချုံရွာပြီးရှမ်းကုန်းတိုင်းဒေသကြီးနေရာရီတိုင်းဒေသကြီး တနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ရေမူကြီးနိုင်ကရွာရဲနှုတ်ပင်ဖြစ်ပါတယ်မြမပင်လေပြည်မှာ မြဝကျုံမော်မုံတမာခွေမွန်တနင်္လာရီကနေ့တခြားနေ့ကံလူပင်နယ်မြေတို့မှာတခါတည်းရဲ့မိုးသက်နှွေးများကျရောက်ပြီးလှိုင်းကြီးနိုင်ကလှိုင်းမြင့်မှာတော့ကိုမေမဆက်နေပေးခဲ့ရှိနိုင်ပါတယ်။မြဖြစ်တဲ့မိုးလေဝသခမဲချက်အနေနဲ့ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးဝဲဒေသကြီး၊ AR တိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးထချုံရွာပြီးမိုးပေါ်လာနိုင်ပါတယ်ရှင်။